အကြံမှုဇကာ1984 85မှာကောင်းဆုံးဇကာဆုရခဲ့ပါဝိဉ္ဇဉ်သံဃုတ္တုကိုတ္တုကိုအာယုကျော်ပြီတာ

ထိုင်တာမဟုတ်နေဘူးရိုက်ကူးတာပါဒါရိုက်တာမောင်တင်ဦးလည်းအဲကောင်းဆုံးဒါရိုက်တာဆုရခဲ့ပါတယ်နောက်ပြီးတော့ဟိုကင်မရာမင်းချမင်းလူသူလည်းအကောင်းဆုံးဓာတ်ပုံဆုရခဲ့ပါတယ်အဲ့ဒီထဲမှာအကောင်းဆုံးဇာတ်ကဆုရတဲ့ဒီဇာတ်လမ်းကိုဆရာကဇာညွှန်းရေးဖြစ်ပါတယ် ေစုတင်ပါတယ်ဆရာဘဝမှာဗကြံမိုးနဲ့ပျော်တယ်ပျော်တိုင်းမှာအဲပါဝင်ခွင့်ရခဲ့တဲ့အတွက်ဗကြံမိုးဇာကားလေးကိုလည်းကျေစုတင်တယ်လို့နော်အဲဒီမှာဆရာကတော့ဇညွေးဆရာပါအာရောရေတပင်ဆင်မြန်းတင်ဆွမ်းရင်တည်တံပြိုင်လွင်ပျော်ပျော်ရွှင်ရွှင်ငွေငန်းမောင်းခဲ့ပင်ပြည်လန်သာရင်အတီးကကောင်းအကလာကောင်းဆုကောင်းချူပြုံးရှင်ဆရာမြန်မာစာသမားဟူဗဇံမိုးဆိုတဲ့နာမည်အဆရာ မောင်တေဦးတို့ရှေ့ယူလာတာသို့တော့အဲ့တကြံမှုဆိုတဲ့နာမည်ကိုပြန်ရှာတာရှာတော့ဆန္ဒရာသီဘွယ်ထဲမှာဖက်ဆိုရေတူတကြံမှုဆိုတဲ့စကလုံးလေးပေါ်လာအဲ့အဲ့ဒါလေးကိုတော့ကြုံးပြန်ပြီးတော့လိုက်ရတာပေါ့နော်ဆရာမောင်တေဦးနဲ့အဲ့ဒီရှူတင်မန်နေဂျာအားလုံးပေါ့လေဟိုဝဇင်ဝိုင်းတို့ပါပါတာပေါ့အကုန်လုံးကိုရင်မြင့်အတေကတော့ကိုဇော်မြင့်ပေါ့ဘာတွေယူလာဆိုတော့အယ်ဘမ်တွေယူလာကျွန်တော်ကအဲ့ဒါတွေလွန်နေတာကိုနေကအဲ့အယ်ဘမ်တွေတွေ့ အဲဟို Facebook ထဲမှာအဲ့ Albania ဘာလဲဆိုတော့အဲ့1950ဝန်းကျင်က Mandalay the Chan ရဲ့ပုံရိပ်တွေပေါ့နော်အဲ့မြို့မှာ the Chan ရဲ့ပုံရိပ်တွေကနေတာတွေပြုနေတယ်ကျွန်တော် the Chan မိုးရေအတိုင်းတယ် the Chan မိုးရေအတိုင်းဖြစ်မှာပေါ့ဘာကြောင့်လဲဆိုတော့အဲ့ပုံတွေကိုယူပြီးရိုက်တာ哦ဖြစ်ပင်ပုံရိပ်မတိုင်းရင်ဘွာတိုင်း ဒီမှာဖုန်းနှလုံးရှိရုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်သိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ကျချမ်းမူအဲအင်တာထူးကြတဲ့ဇာလန်တပုတ်ပါအဲအခုအဓိကတော့ဘာလဲဆိုတော့ဒီဇာလန်နဲ့ပတ်သက်လို့လည်းအငင်းပွားမှုတွေအများကြီးရှိပါတယ်ဟို ဘသူရေးတယ်အဲဘယ်ဝိထုပါညာပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့တူချုပ်ပဲပြောရင်တော့တကြံမွေးရဲ့စိတ်ကူးကဒရိုက်တာမောင်တင်ဦးရဲ့နှလုံးသားတွေကထွက်ပေါ်လာတာပါအခုဖြစ်နေလို့ဘယ်ချင်းလဲညာချင်းနေရအပေါင်းလမ်းတင်ကိုထေကိုလာခေါ်လာပေါ့ကျေတာကိုထေအားဖက်ခဲ့ပါဆိုရင်ဟိုဖြစ်လို့ပါမိနေရငါကနေကြာခေါင်းနဲ့ချင်းကဟုတ်ဗျာဒါဘယ်လိုဖြစ်နေတာလဲစောစောစော ပါလေစစ်စိုးလို့တရားလာခေါ်လို့လားဘုရားဦးဆရာဒီကအရင်ကြောထားတာနော်သူများသွားရေးပေးတော့စစ်စိုးမှာလေဒိုင်တာမောင်တင်ဦးရဲ့အဲဟိုထုတ်လို့သူအဲဟိုရည်မြင့်ရုပ်ရှင်ဖြန့်ချီရဲ့ကုဇော်မြင့်ရဲ့သူတို့ရဲ့စိတ်ကူးကနေပြီးတော့ဒကြံမှုဖြစ်လာတာပါအဲဒကြံမှုဇာလန်းနဲ့ပတ်သက်ပြီးတော့ဆက်နွယ်တဲ့လူတွေကတော့ရရားဆရာပိုင်းသားလေးဆက်နွယ်တယ်အဲဟိုဒီမှာကိုနကကျွန်တော်တို့မန်လေး ကျွန်တော်အေးဆွဲစာရေးဆရာကြီးပေါ့ကျွန်တော်ရဲ့အကူကြီးပေါ့အဲသူနဲ့လဲဆက်နွယ်တယ်ပေါ့သို့တော့တကြံမိုးကဝိထုလားဆိုတော့ဝိထုမဟုတ်ပါဘူးစိတ်ကူးထားတဲ့ဖန်တီးထားတဲ့ဇလန်းပါအဲသူတို့မန်းလေးမှာစိတ်ကူးပြီးတော့ရုပ်ရှင်စစ်စေးကိုအဲ့တုန်းကတင်ရတယ်အဲရုပ်ရှင်စစ်စေးကခွင့်ပြုချက်ရလာပြီးမှကျွန်တော်ရှီကိုရောက်လာတာပါအဲကျွန်တော်ဒါရိုက်တာမောင်တင်ဦးနဲ့မင်းသားတော့မင်းသားဆိုတာလေဟိုဇာကနာပခမဆုံးစကားပေါ့အဲ့ကောင်ကိုကျွန်တော်ကျွန်တော်ဝိထုဆန်ညွန်ရိုက်ကူးနေတဲ့အချိန်မှာဆရာက ဒီဇလန်းကိုဆန်ညွှန်းရေးဖို့ကျွန်တော်အပ်ပါတယ်အဲအဲ့တော့အဲကြီးလိုက်တဲ့အခါမှာအင်မတန်ကောင်းတဲ့ဇလန်းတစ်ခုဖြစ်နေတယ်အဲနောက်ပြီးတော့ဆရာနဲ့တိုင်ပင်ပြီးတော့ကျွန်ဆန်ညွှန်းနေရေးကြပါတယ်အဲဆန်ညွှန်းမရေးခင်မှာဟိုဟိုဆရာနဲ့အချိန်ပေါင်းများစွာပေါ့နော်ကျွန်တော်ဒရိုက်တာနဲ့ဆန်ညွှန်းရေးဆရာဆိုတာတကယ်တမ်းဟိုမခွဲမခွာနေကြရတာပါစကားတကားရိုက်တယ်ဆိုဆရာမောင်လေးကညတိုင်းလိုလိုအဲ့တော့ကိုဇင်ဝိုင်းလိုငငယ်ပေါ့နော်ဇင်ဝိုင်းလိုနဲ့သူကားအဖြူနေနဲ့ အိုင်လက်ကလေးနဲ့ဆရာအိမ်လာတယ်ဆရာအိမ်လေးမှာပဲတညာလုံးဆွေးနွေးကြပြောကြဆိုကြရေးကြရတာပေါ့နော်အဲ့တော့အဓိကပြောချင်တာတော့ဒီဇညုံတပုတ်ဖြစ်လာဖို့ဆိုတာကဟိုဒီတိုင်းရေးဒီတိုင်းရိုက်ဆိုတာမျိုးမဟုတ်ပါဘူးတကယ်ဒါရိုက်တာကြီးတွေကဇညုံရေးဆရာကိုတန်ဖိုးထားတယ်ဇညုံကိုလည်းတန်ဖိုးထားတယ်အဲ့တော့ဒီဇာကကခေါင်းကစင်းစီတယ်ပေါ့နော်ဒီဇလန်စီတယ်ကြာစင်းစီတယ်ဇလန်အခန်းစဉ်ခေါ်တာပေါ့ အဲ့ဒါကိုဆရာတို့ကဆရာအနေနဲ့ကကျွန်တော်အနေနဲ့ကပေါ့လေကျွန်တော်ကအစ်စ်ပြန်ရေးရရရိုက်မဲ့ပုံစံအတိုင်းပေါ့ရိုက်မဲ့ပုံစံအတိုင်းအစ်စ်ပြန်ရေးရေးပြီးတော့အကြောင်းချင်းပေါ့အကြောင်းချင်းတခန်းကိုတစ်ကြောင်းချင်းတစ်ကြောင်းချင်းရေးအဲပြီးလို့ရှိရင်ပြီးတာကိုဆရာမောင်တူလာပြမကျင်းနိုင်ပြန်ပြင်ရှေ့ရင်နောက်ပြီးစိန်ပေါ့အဲ့ဒါနဲ့ဘေးဆုံးပါကြလဲဆိုတော့ဇလန်အခန်းစဉ်လေးပြီးသွားတာပေါ့ဇလန်အခန်းစဉ်လေးပြီးသွားရင်အဲ့မှာဇလန်အခန်းစဉ်ဆိုတာဟိုဇညွန့်ကြောင်းလေးတိုင်းနည်းနည်းလေးဟိုຫນွယ်ပြီးပြောချင်တာပါဟိုပါပေါ့ လေးငါးကျောင်းလောက်လေးငါးကျောင်းလောက်နဲ့ခန်းတခန်းပေါ့အဲအဲ့လိုအဲ့ဆိုပါစို့ဇညွန်ခန်းစဉ်ဆိုတော့ရှင်းအောင်ပြောရင်တော့ညပထမဦးဆုံးကြီးဗာပြမလဲအဲပထမဦးဆုံးကြီးအဲတိုက်တယ်ပေါ့အဲတိုက်တယ်ခေါင်းစဉ်ပြမယ်ခေါင်းစဉ်ခေါင်းစဉ်ကိုဘယ်လိုပြမလဲအဲခေါင်းစဉ်ဘယ်လိုပြမလဲဆိုတော့ဒါကတကြံရဲ့အနှစ်သာရဖြစ်တယ်ဖြစ်နေတော့ဆရာကမြန်မာစာသမားကိုတကြံမိုးဆိုတဲ့နာမည်အဆရာမောင်တီကြီးတို့ဆရာယူလာတာ တို့တော့အဲ့တကြံမှုဆက်ဆိုတဲ့နာမည်ကိုပြန်ရှာတာရှာတော့ဆန္နာရာဒီပွဲထဲမှာဖက်ဆော့ရေတူတကြံမှုဆိုတဲ့စကလုံးလေးပေါ်လာအဲ့အဲ့ဒါလေးကိုတော့ကြောင်းပြန်ပြီးတော့လိုက်ရတာပေါ့နော်မြမစာကြောင်းသားဖြစ်ခဲ့တဲ့သူဆိုတော့အဲ့ဒီဆန္နာရာဒီကတကြံကြီးလိုက်ဖက်အဲ့ဖက်ပြီးတော့မှဘာလို့စိတ်ကူးရလဲဆိုတော့ဒီဇလန်းဟာ1952 53အဲ့ဒီဝင်းကျင်က မန်းလေးတချံကိုမြို့မတချံကိုတရုတ်ပေါ်မှာဆိုင်ဆိုင်ဖြစ်တဲ့အတွက်မြမယဉ်ကျေးမှုနဲ့တချံနဲ့နီးနွယ်တဲ့ကိစ္စကိုစိတ်ကူးရသွားတယ်။ရသွားဆရာကျွန်တော်ဒီတိုက်တဲ့ကရိုးရိုးတိုက်တဲ့မြို့ချင်းကိုအဲကျွန်တော်မြမဇာမာကတော့ကျွန်တော်ကခစ်တီကိုပိုင်းတယ်ဘယ်လိုပိုင်းလဲဆိုတော့ဗကန်ပင်းကအင်းဝတောင်ကိုညောင်ရမ်းကုန်းမှာပါလို့ပါရမူကိုလိုနီဆိုပြီးတော့အဲ့လိုခစ်တီပိုင်းချားချတယ်ပေါ့။အဲ့တော့ဗကန်စာပီယဉ်ကျေးမှုကလည်းအဲ့လိုပိုင်းရတယ်။အဲ့တော့ဗကန်ခစ်ယဉ်ကျေးမှုပင်းရခစ်အင်းဝခစ် အညောင်းကအဲ့ဒါကြီးကျွန်တော်ကပြောနေမယ်ဆိုရင်အဲ့ဒီကြံလေးအကြောင်းကိုပြောနေမယ်ဆိုစကားတခါကြီးပြီးမှလည်းမဟုတ်တော့ documentary ဖြစ်မှာအဲ့ဒါကိုပချီဆွဲမှာအဲ့အဲ့ရဘကန်ကိကပချီတဲ့ကြံအဲ့အင်းဝါကိကပကြံခေဆက်ဆက်ပကန်းဆက်ပြီးတော့အဲ့ဒါကြီးကိုဆရာပချီကားနေကျွန်တော်တို့သေဟုတ်ပေါ်ပြီးတော့နောက်ဆုံးမြို့မှာတကြံအထိကိုကျွန်တော်တို့ပေါ်လိုက်မယ်အာဆရာတိတ်ကောင်းတာပဲပေါ့တိတ်ကောင်းတာပဲဆိုတော့အဲ့ဒါနဲ့အဲ့ဒီ ပကြီးကားတွေဆွဲပါတယ်အဲ့ဒီပကြီးကားတွေကိုဟိုကြီးဆရာကြီးတွေဆွဲဆွဲပြီးတော့မှပကံခစ်ကဟိုတကြံရဲ့တရုတ်ဖို့ခொနကပကံအင်းဝတောင်လူညောင်ရန်ကုန်းပေါ်ပေါ့နိမန္တလေးဘေးဆုံးကြတော့ခொနကဟိုအထီးကိုကျွန်တော်သွားတယ်သွားပြီးတော့မှအမဆရာနေဦးကျွန်တော်ကတခုစိတ်ကူးရတယ်မြမဂီတရဲ့အစနော်မြမအနုပညာရဲ့အစကျွန်တော်ပကံကိုပြောတယ်အဲ့လိုဆိုရင်လောကကြီးရဲ့အစဒီ ညတနေ့ရဲ့အာယုံအချိန်လေးကိုကျွန်တော်ပြခြင်းပဲဆိုတော့အဲ့တော့ဗကံရဲ့အာယုံရှုခြင်းပေါ့နော်ဗကံရဲ့အာယုံရှုခြင်းအဲ့ဒါစပွင့်မယ်ဖွင့်ပြီးတော့ဂီတရဲ့စာကြီးကျူးတေလီလက်ခုပေါ့အဲ့တော့ကြီးတန်ကြီးကျူးတေလီလက်ခုဆိုရဲအဲ့ဒီဥစ္စာတွေဟိုတလုံးချင်းကျွန်တော်တို့ပထမဆုံးသဘာဝအတန်သဘာဝအတန်နေပြီးတော့အဲ့ကြီးကြီးတန်ကျူးကြီးကျူးတေလီလက်ခုတစ်ခုချင်းရဲ့အတန်လေးတွေကျွန်တော်တို့ထည့်ပြီးတော့မှ တချင်းကို နဲ့အပြောနဲ့အတီးလုံးနဲ့အဲ့လိုသွားကြတယ်ဆိုအာကောင်းတာပေါ့ဆိုပဲအဲ့လိုကျွန်တော်တို့လုပ်တယ်ဆရာကယေရှုတင်ပါတယ်ဆရာဦးတင်ဦးကကျွန်တော်စိတ်ကူးကိုလက်ခံပြီးတော့ဆောင်ရွက်ပေးတယ်ဒါပေမဲ့အကောင့်ထဲပေါ်တဲ့နေရာမှာတော့ဆရာဦးတင်ဦးနဲ့ဖွဲ့သားတွေရဲ့ယေရှုကြောင့်အကောင့်ထဲပေါ်ပြစ်တာပါအဲအကောင့်ထဲပေါ်တာပါအဲ့ဒီမှာကျွန်တော်ချုပ်ပြီးတော့ပဲနည်းနည်းပြောပြရစီအချိန်ကိုလုပြီးတော့ပြောရမှာဖြစ်တဲ့အတွက်ဒီကားမှာကျွန်တော်ဇန်ညွေးဆရာပေါ့ဇန်ညွေးဆရာဆိုတာက ။ဒီစာရွက်ပေါ်မှာကျွန်တော်ကစိတ်ကူးတွေကိုရေးပြီးတော့ writer လက်ထဲအားတာ။ writer အဲ့ဒါကို account ထဲပေါ်ရတာ။အဲ့တော့တကယ် account ထဲပေါ်တော့မန်လေးမှာ account ထဲပေါ်တဲ့အခါမှာကျတော့ဆရာမောင်ဒီဦးရဲ့ဆရာဇင်ဝိုင်းတို့ရဲ့ကိုဇင်ဝိုင်းတို့ရဲ့အဲ့ကိုဇော်မြင့်တို့ပေါ့အဓိကတော့အဲ့လူဒီအားလုံးရဲ့တရုတ်ဖော်မှုနဲ့ပင်မခံမှုတွေကြောင့်ဒီကကြီးကဖြစ်လာတာပါ။အဲ့တနည်းအားဖြင့်ပြောရင်တော့မန်လေးသားရဲ့ဝိညာဉ်ပေါ့နော်။ မန္တေသားရဲ့နှလုံးသားပေါ့မန္တေသားရဲ့အမှုပညာပေါ့မန္တေသားရဲ့အမှုပညာဆိုတာကမန္တေမြို့မှာနေတဲ့မန္တေသူမြေမန္တေသားအားလုံးကိုပြောတာကျွန်တော်ဒီနေရာမှာဟိုဒီဒီနေ့ဟိုအင်တာဗျူးထဲမှာကျွန်တော်ပြောချင်တာတော့ကြကြမိုးကိုကျေးဇူးတင်မယ်ဆိုရင်ဆရာမောင်တင်ဦးနဲ့မန္တေသားတွေကိုကျေးဇူးတင်ပါနော်ဒါရန်ဦးတန်ဆိုတဲ့ဟိုကျွန်တော်ဆရာကြီးရှိပါတယ်ဒီဆရာကြီးရဲ့ရဲ့မြေကအခုကုဇော်မြင့်မှာ ရင်မြစ်ပြန်ဦးစောမြင့်ကသူ့အဖိုးယေရှုဆက်ချင်တဲ့အနေနဲ့အင်မတန်မန်လေးကိုချက်တဲ့မြို့မောက်ကိုတီထောင်ခဲ့တယ်အဲမြို့မကြီးကိုအားပေးခဲ့တဲ့အဖိုးဒါရန်ဥတန်ကိုဂုဏ်ပြုခြင်းနဲ့အတွက်ချီးကျူးခြင်းနဲ့သူ့အဖိုးအသက်ရှင်နဲ့ကြည့်တဲ့အချိန်မှာဒီကားကိုရိုက်ထုတ်တာပါအဲ့တော့အဲ့မှာပြန်စဉ်းစားကြရကအနုမြာသမားတွေရောက်တယ်ကျွန်တော်အနုမြာကိုဖန်တီးတဲ့နေရာမှာငွေကြောင့်ဖန်တီးတာလားစီးပွားရေးကြောင့်ဖန်တီးတာလားကြော်ကြားမှုကြောင့်ဖန်တီးတာလားကိုယ်ဂုံတိခရှိအောင်ဖန်တီးတာလား စေရနာနဲ့ခံရတဲ့အလူညာကိုမြောက်ပါတယ်။ဒါဒီကရဲ့ပေါက်ဖွာလာတာကဒီတကြံဆိုတဲ့မန်းလေးတကြံမြို့မရဲ့တကြံကိုအယုတ်ပြန်ပြီးတော့ပြည်သိမြင်စင်ဥစ္စာရှင်ဆရာမောင်လေးရဲ့စေမဒါရန်ဥဒယ်ရဲ့စေမဥဇော်မြင့်ရဲ့စေမနဲ့မန်းလေးသူမန်းလေးသားတွေအားလုံးဝိုင်းဝန်းကြတယ်စေမဟိုတလောပြန်ပြန်ကြည့်လေကြည့်ရကြည့်ပြီးကျွန်တော်မန်းလေးသားတွေကျေးဇူးတင်နေတယ်။ဘာကြောင့်လဲဆိုတော့ဒီကားကိုရိုက်ကူးဖို့အတွက်အရင်ဆုံးကျွန်တော်တို့ ။လက်ညွေးဆရာနဲ့ဒရိုက်တာနဲ့အဖွဲ့ကြီးအားလုံးမန်းလေးကိုသွားရတယ်။သွားပြီးတော့ရိုက်ကွင်းကြည့်ရကျွန်တော်။ရိုက်ကွင်းနေရာဒီနေရာကျွန်တော်ဖန်တီးထားတဲ့စက်ကူပေါ်မှာဖန်တီးထားတဲ့ရိုက်ကွင်းနေ။ညာဒီနေရာမှာအတုမရှိကြောင်းမှာအဲခင်ထားနဲ့ကိုညင်းမောင်နဲ့တွေ့မယ်။ညာကိုခင်ထားကိုညင်းမောင်ကိုဟိုပြန်ပြီးတော့တန်းတက်ပြီးတော့ဘေးစွန်ကိုညင်းမောင်မလာတဲ့ခါမှာညာကိုညင်းမောင်ရေးထားတဲ့ဒီကျဲဆာဗက်ကလေးတွေကဟိုဒီမှာဆုပ်ဖြဲလိုက်ပြီးတော့အဲ့ဒါတွေကဒီအဲ့အတူမရှိကြောင်းကြီးကလည်းအဲ့ချိန်မှာအမတန်ယိုယွင်းပျက်စီးနေတဲ့ ဟိုဟာတွေရှိတယ်မွန်တက်စ်ပေါ့အဲ့သင်္ကေတတွေအဲ့မှာသူသူ့တိုင်းနှလုံးသားကွဲကြည့်တာနဲ့အဲ့ဒါမျိုးပြပြီးတော့တန်ဆင်ရအစပေါ့လေဒီသူအဲ့ရထွက်ပြေးတာပေါ့အဲ့ဒါကိုအတုမူရှီကျောင်းမှာရိုက်ချင်တယ်အဲဒီလိုကျွန်တော်တို့ဆရာလိုက်တာပေါ့အကူညင်းမောင်ရဲ့အိမ်ပေါ့အကူညင်းမောင်ရဲ့အိမ်ဆိုလဲဟိုနေ့က Facebook မှာတက်လာတယ်ဟိုဘာလို့တက်လာလဲဆိုတော့အဲဆက်ဘိန်းစည်းအထက်မှာကိုတကပြန်ဟိုအဝမှာဝါဝါနဲ့ကန်တာနဲ့ချန်စီယိုလေးနောက်မှာဘရော့ပီအထက်မှာအဲဟိုဟာအိမ်လေးပေါ့ဟို ။အဟံကာတဲ့အိမ်လေးပေါ့။အဲ့ဒါကိုကြည့်ပြီးတော့အားလုံးကကြံမို့တရိရတယ်။ကိုကြီးမောင်နဲ့ဟိုတတ်တာကိုတရိရတယ်ဆိုဝိုင်းပြီးတော့ Facebook မှာရေးတယ်။အာကျွန်တော်လည်းလွန်သွားတယ်။ဒါကျွန်တော်တို့ဖန်တီးထားတာ။ဒီကြံမို့ရဲ့ဝိညာဉ်ကအဲ့အိမ်လေးထဲမှာရှိနေတယ်။အဲ့ဒီ brow pin နဲ့ brow cat ကလေးထဲမှာရှိနေတယ်။အဲ့ဒါလေးတွေကိုဆရာမောင်တီဦးနဲ့အသေးစိတ်ကျွန်တော်တို့ကไอ้ไอ้คุณย้ายได้เฉยมาไล่ไปจี้จาไปแล้วชาไปแล้วแล้วจนคณะน่ะเปียวอยู่บาดเสียหมองติงผู้อ่ะเตเตชาๆกูดิไอ้คุณโห ကျွန်တော်အိမ်သုံးအိမ်ထဲမှာဒီအိမ်လေးကိုအဲရွေးလိုက်တာပေါ့နော်နောက်တစ်ခုပြောချင်တာကတော့အဲ့ဒီအချိန်မှာအဲမက်ဆင်ပေါ့မက်ဆင်ကတဝဲသူပေါ့အဲဆိုတော့ဟိုဘိတ်သူပေါ့ဘိတ်သူဆိုစကားမပြီးဘူးစကားမပြီးတော့ကျွန်တော်ကအဲ့ဒီသွားတဲ့အချိန်မှာမန်းလေးသူတယောက်ကိုခေါ်ကျွန်တော်ပြောကျွန်တော်ရေးထားတဲ့မက်ဆင်ပြောရမယ့် dialogue တွေအားလုံးတိတ်ခွေပေါ့အဲ့တော့တိတ်ခွေနဲ့တွင်းတွင်းပြီးတော့အဲ့ဒီခုနကမန်းလေးသူကိုပြောခိုင်းတိတ်ခွေနဲ့ဖမ်း မက်မက်ဆင်ကိုအဲ့ကျင့်ခိုင်းရတာပေါ့နော်အဲဆရာမောင်တင်ဦးကအဲစီစဉ်ပြီးတော့နောက်တစ်ခါဆက်ဘင်းစီခိုင်းရတာမန်လေးယူဆိုရင်ဆက်ဘင်းစီတတ်အောင်ဆိုအဲ့လိုတွေပေါ့ညာအဲ့လိုတွေဒေမှာအဓိကအကြဆုံးကတော့အဲ့ဒီကျွန်တော်တို့ကအဲ့ဒီရင်းမြစ်ရုပ်ရှင်ပြန့်ချီအပေါ်တက်မှာအဲကျွန်တော်တို့တဲရပါတယ်တဲတဲ့အခါမှာဆရာမောင်တင်ဦးနဲ့အဲ့ဒီရှူတင်မန်နေဂျာအားလုံးပေါ့လေဟိုဝဇင်ဝိုင်းတို့ပါပါတာပေါ့အကုန်လုံးကိုရင်းမြစ်အဓိကတော့ကိုဇော်မြင့်ပေါ့ ဘာတွေယူလာဆိုအယ်ဘမ်တွေယူလာကျွန်တော်ကအဲ့ဒါတွေလွန်နေတာကိုနေကအဲ့အယ်ဘမ်တွေတွေ့အဲ့ဟို Facebook ထဲမှာအဲ့အယ်ဘမ်တွေကဘာလဲဆိုတော့အဲ့1950ဝန်းကျင်ကမန္တလေးသချံရဲ့ပုံရိပ်တွေပေါ့နော်အဲ့မြို့မသချံရဲ့ပုံရိပ်တွေကနေတာတွေပြုနေတယ်ကျွန်တော်ဗကြံမိုးတွေကအတိုင်းပဲဗကြံမိုးတွေကအတိုင်းဖြစ်မှာပေါ့ဘာကြောင့်လဲဆိုတော့အဲ့ပုံတွေကိုယူပြီးရိုက်တာ哦အဲ့လိုဆရာမောင်တွေကစုပေးတာစုပေးပြီးတော့အဲ့ဒါကျွန်တော်ရှာရှာပြီးဆရာကိုပြ ပြပြီးတော့အဲ့အရာတွေကိုပြန်ပြီးတော့အကောင့်ထည့်ပေါ်လိုက်တာပေါ့နော်အကောင့်ထည့်ပေါ်လိုက်တော့အဲတခါအဲဒီကဝဲကိုကြည့်လိုက်တဲ့အခါမှာရှေးတုန်းကပုံစံတိုင်းဝက်တဲစားတယ်အဲ့ဒီမန်ဟိုမြို့မှဟိုငိုင်းကြီးနဲ့ဒီဝါကြီးကိုလှည့်ပြီးတော့ကအနေကြတဲ့အမျိုးသမီးတွေပေါ့နော်အဲ့ထဲမှာအားလုံးသိတဲ့အတိုင်းရှင်သန်းသူပါတာပေါ့ရှင်သန်းသူအင်မတန်အခု အဲတသက်တာရုပ်ရှင်ပရိသတ်ဆူရသွားတယ်အကယ်မီများစွာရတယ်မကင်တန်နုပေါ့နော်အဲမကင်တန်နုအဲ့မှာကမကင်တန်နုဘေးမှာချောချောလှလှမန်းသူတယောက်ပါတယ်အဲ့ဒါတော့မန်းလေးကလူကြီးပဲတည်တယ်အဲဆရာမောင်လေးဦးရဲ့ကတော်ပဲနော်ဆရာမောင်လေးဦးဇနီးရတဲ့အဲ့မှာဝင်ကတယ်နော်အဲ့လိုအမတ်ရရတွေပေါ့အမတ်ရရများစွာနဲ့အားလုံးကဝိုင်းပြီးတော့သူတင်ပချင်းနေပေါ့နော်လာပြောပြောအားလုံးနဲ့ပြည်ပြသားပါပြန်မှုပါကြောင့်ကောင်းလေဆို မချင်းနေကြောင်ကောင်းနေလို့ပြောလို့ရတာပေါ့မချင်းနေကြောင်ကောင်းနေဆိုတာလေခွန်းကစဖွင့်နေရဆိုတော့ဗကြံဘိုးတကြီးကားတွေနဲ့စောစောကတရုတ်ဖို့တို့ရတယ်လို့နောက်ခံစကားပြောဖို့လို့ဗကြံနဲ့ပတ်သက်ပြီးတော့အဲ့မှာကျွန်တော်စောမကြီးတွေလို့အဟိုလေးနှစ်ကြီးတွေပြောနေလေပေးသက်ကမဆွဲဘူးအချက်လေးလေးပါမယ်အမှုပညာလေးမြောက်မယ်ပြောတဲ့လူရဲ့အတန်လည်းဆွဲဆောင်မှုရှိစေရမယ်ဆိုတော့အမကြီးတို့ ်တင်တင်မြအတန်နဲ့ဆိုတော့အခုဒီအဲ့အတန်ကြားတိုင်းကြားတိုင်းကြားတိုင်းအားလုံးကစက်တည်ရှိသွားကြသွားမယ်တကြံဟောရတာပေါ့အဲ့ဒီကဆယ်လုံးနေပေါ့အဲ့ဒါကျွန်တော်ရေးတာမဟုတ်ပါဘူးကျွန်တော်စီစဉ်တာပါဘယ်လိုစီစဉ်လဲဆိုဆရာမောင်တင်းကိုခွင့်တော်ပြီးမန်းလေးရောက်တဲ့ခါမှာဆရာကြီးမြကီတုဆိုတာမြန်မာစာပေါင်းောက်ခအဲ့ဆရာကြီးမြကီတုရှိကိုသွားသွားပြီးဆရာကြီးရေကျွန်တော်တော့ဒီကောင်ရေးပါတယ်အဲ့အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ဟိုဟာလေးတွေကိုအဲ့ဒီအပွင့်မှာအဲ့ဒီ ရေးမဲ့စာသားလူဇန်နဲ့ပတ်သက်တဲ့ဥစ္စာလေးကျွန်တော်ရေးထားပါဆရာကြီးတိဖြတ်ပေးပါဆရာကြီးတိဖြတ်ပေးပါအဲ့တော့အသေးစိတ်အဲ့လိုလုပ်တဲ့အတွက်ကောင်းတာနော်ပြီးပြီးရောလုပ်တာမျိုးမဟုတ်ဘူးပေါ့အဲ့တော့ဟိုကြံမိုးကအခုပြန်ပြောရမယ်ဆိုရင်တော့ဒီနေ့ဟိုဟိုကကြံနဲ့ပတ်သက်လို့လေမြမဟိုကပေါ့ UNESCO ကနေပြီးတော့အတိမတ်ပြုတယ်ဆိုတော့လေဝန်တာရတာပေါ့နော်ဝန်တာရတယ်အဲအဓိကပြောချင်တာကဘာလဲဆိုတော့ ကျွန်တော်ကမြန်မာလူမျိုးဖြစ်နေလေအဲမြန်မာလူမျိုးဖြစ်နေဆိုတော့မြန်မာပြည်ကိုကျွန်တော်ချစ်ကြမှာပေါ့မြန်မာယဉ်ကျေးမှုကိုချစ်ကြမှာပေါ့အဲတော့ကျွန်တော်တတ်နိုင်သမျှမြန်မာယဉ်ကျေးမှုကိုချစ်ကြပါမြန်မာလူမျိုးတွေရဲ့နူးညံ့နဲ့တိမ်မွေ့တဲ့အဲအမှုပညာတွေကိုလည်းချစ်မြတ်မျိုးကြပါအဲ့ဒါတွေရဲ့ဝိညာဉ်တွေကတကြံမိုးထဲမှာကိန်းဝတ်နေတဲ့အတွက်အားလုံးရဲ့နှလုံးသားတွေကလည်းခေါင်းနဲ့ပြောပါတဲ့လူတိုင်းပါတဲ့လူတိုင်းကလည်းဟိုအခန်းလေးတစားလေးပါပါအဲဟိုစေတနာမြင့်တာနဲ့ မန္တလေးဗကြံကိုပေါ်ကျူးခြင်းနဲ့မြန်မာဗကြံကိုပေါ်ကျူးခြင်းနဲ့ဆိုတော့လှပတဲ့စိတ်ဓာတ်နဲ့နှလုံးသားကြောင့်ဗကြံဘုရားအခုထိအဲအာရုံလက်ခံနိုင်တဲ့ကဘာဆင့်ထိအဲလက်ခံနိုင်တဲ့ဇကာရကဖြတ်သွားပါတယ်အဲ့တော့ယေရှုတင်ပါတယ်ဟိုဗကြံဘုရားဇကာရကကိုကြီးမောင်နဲ့အဲခင်ဂေတာတို့ဖခင်ကြီးမှဆုံတွေ့စဉ်တွေ့လိုက်ရတဲ့ဘရော့ခက်ကလေးကိုလည်းလွန်ပါတယ်နော်ဗကြံဘုရားတခြင်းကိုလည်းလွန်ပါတယ် ဆရာမောင်လင်းဦးလည်းလွန်ပါတယ်အဲအားလုံးကိုလည်းရည်ကြံမှုဟိုဖန်တီးထုတ်လုပ်ခဲ့သူများရိုက်ကူးပေးတဲ့သူများပါဝင်သူများအားလုံးပေါ့နော်အဲအရင်းနဲ့အဲအကြံရောက်တိုင်းအကြံတချင်းတန်တွေကြားနေရတယ်အင်မတန်လွန်စရာကောင်းပါတယ်အင်မတန်လွန်စရာကောင်းလို့အင်မတန်ကြည်နူးစရာကောင်းတယ်လို့ကျွန်တော်တို့မြန်မာနိုင်ငံကလည်းအဲ့လိုရင်ကျေးသိမ်မွေ့လှပတဲ့အမှုပြန်ရက်တွေကိုအဲခံစားနိုင်တဲ့ပြည်သူပြည်သားတွေဖြစ်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်နော်